နင်တို့စီမှာဒီကလေးကိုခဏအပ်ထားခဲ့မယ်။တေးသေးချာချာဂယုဆိုင်ပါ။နင်တို့အိမ်ရဲ့စီဝါရေးလည်းဒီထက်ပိုပြီးတော့တိုးတက်ကောင်းမွန်လာလိမ့်မယ်။အဲဒီချိန်မှာဒေါ်မြဝင်းတယောက်ကအိမ်မက်ကနေလန်နိုးလာခဲ့ပါတယ်။သူမရဲ့အိမ်မက်ထဲမှာတော့ဝတ်ဖြူစင်ကြယ်တဲ့အဖိုးကြီးတယောက်ကလာရောက်ပြောကြားချင်းဖြစ်ပါတယ်။အဆိုပါအိမ်မက်ကိုတောင်စီရေမြစဉ်းစားနေရင်လည်းညောင်ဝိုင်းဖះကအုံမောင်းခောက်တန်တို့ပဲထွက်ပေါ်လာခဲ့ပါတော့တယ်။မနက်၄နာရီရှိနေပြီမလို့သူမရဲ့ယောက်ျားနဲ့တားနှစ်ယောက်ကိုနှိုးပြီးတော့ခြံထဲဆင်းခိုင်းပြီးလင်တော့ထမင်းဟင်းစပြီးတော့ချက်ပြုတ်ပါတော့တယ်။ တို့မိသားစုရဲ့ဝင်ငွေကတော့ခြံထွက်သီးနှံရောင်းချခြင်းကရရှိခြင်းဖြစ်ပါတယ်။တခါတရံမှာအိမ်တော်ဦးစီးဖြစ်သူဦးအောင်လာနိုင်ငံရဲ့ချားကိုအလုထွက်လုပ်လေးရှိပါတယ်။အခုချိန်မှာတော့တာကြီးမောင်တာလာနှစ်တန်းကျောင်းသားတယောက်ဖြစ်ပြီးတော့ညီငယ်အောင်ဝင်းကတော့သုံးနှစ်သားရွယ်သားရှိပါသေးတယ်။အရင်လိုနဲ့ပဲအလုကိုစီလောက်ကင်ပြီးတဲ့အခါမှာတော့မိသားစုထမင်းဝိုင်းကိုစတင်ပြီးတော့ဆင်နွှဲကြပါရတယ်။ဆင်ရဲပေမဲ့လည်းအလွန်စည်းလုံးလုံးလာတဲ့မိသားစုဖြစ်ပါတယ်။ ဒေါ်ဝင်းမြတ်ဟာသူ့ရဲ့ထူးခြားလာတဲ့အိမ်မက်အကြောင်းကိုသူမရဲ့အမျိုးသားကိုပြောပြသွားတယ်။ဒါပေမဲ့လည်းအိမ်မက်ကအိမ်မက်ပါပဲ။မိမိပြပြောင်းတဲ့ပင်ထုံးစံတိုင်းမိသားစုဘဝကိုစူးစမ်းပန်းစားရုန်းကန်ရမြဲပါပဲ။မမြဝဲဒီကလေးကိုဘသူနဲ့မှမပေးစားအောင်နော်။ခယူးဆိုင်ပါ။မဟုတ်လို့ရှိရင်နင်တို့ကိုကောင်းကောင်းအပြစ်ပေးရလိမ့်မယ်။ ထိုနေ့ကတော့အရင်အိမ်မက်ပေးပြီးတဲ့အချိန်မှာအပြင်မှာပဲအဆိုပါဝိပုစင်ကြတဲ့အဖိုးကိုတွေ့မြင်လဲရပါတယ်။အဲဒီချိန်ကစပြီးတော့ထိုထူးဆန်းတဲ့အိမ်မက်ကိုမင်းမပြပြဖြည့်ပြီးမရတော့ပါဘူး။ဘာကြောင့်လဲဆိုတော့အဲဒီနေ့ကညနေခင်းမှာဥအောင်လာ channel မှာအုံးမင်ပေါက်ဆိုင်ရဲ့မြေတူးရမှာမြေချင်းတွေကနေရွှေတင်းကားပြားတွေရခဲ့ပါတယ်။အဲ့ဒါအပြင်မဝင်းမြားကလည်းကိုဝင်၃လရှိနေပြီဖြစ်ပါတယ်။ဟဲ့မိန်းကလေးဟဲ့မိန်းကလေးအောင်လိုက်နင်မိမမွေးရမိန်းကလေးဟဲ့ဝဝကိကိလေးနဲ့ချစ်စရာလေးဟဲ့ မဝင်းမြရဲ့ကိုဝန်ဟာကိုလာပြည့်ခဲ့ပြီမလို့ယခု10လထဲမှာမိန်းကလေးတယောက်ကိုဖွားမြင်ခဲ့ခြင်းဖြစ်ပါတယ်။သူမရဲ့နာမည်ကိုပင်အမိဖနှစ်ယောက်လုံးရဲ့နာမည်တွေပါဝင်စေဖို့အတွက်မဝင်းလာလို့အမည်ပေးခဲ့ပါတယ်။နာမည်နဲ့လိုက်ပတ်အောင်လည်းအသားရေရဝင်းဝါဆိုပြပြီးတော့ရှုကျင်စပွဲကောင်းလာပါတယ်။သူမကိုမွေးဖွားခြင်းကနေစပြီးသူတို့မိသားစုဟာသိန်း20ထီစုကြီးကိုပောက်ခဲ့ပါတယ်။အဲဒါကြောင့်မဲသူတို့မိသားစုဟာကြွယ်ဝချမ်းသာတဲ့အနေအထားကိုရောက်လာခဲ့ပါတော့တယ်။အဲဒါကြောင့်မဲတမိသားစုလုံးဟာမဝင်းလာပေါ်မှာလည်းအင်မတန်ချစ်ခင်ကြပါတယ်။သူမအသက်6နှစ်ပြည့်တဲ့အခါမှာတော့ကြောင်းစားတက်ရပါတယ်။ ်။ကျောင်းစာဘက်မှာလည်းအင်မတန်မှကိုထူးချွန်ပြောင်ပြောက်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းကပဲကျောင်းမှာအဆင့်တက်ကပဲမစင်းခဲ့ပါဘူး။သူမဟာငယ်စဉ်ကပဲအဝါရောင်ကိုနှစ်သက်မြတ်နိုးခဲ့ပါတယ်။အဝါရောင်နဲ့အတော်လေးကိုလည်းလိုက်ဖက်တဲ့သူလို့ဆိုရမှာပါ။ချောလဲချောလာလဲလာသူမလို့တကြောင်လုံးရဲ့အချစ်တော်လည်းဖြစ်ခဲ့ပါတယ်။သူမတို့မောင်နှမ၃ယောက်ကတော့တောင်ကုန်မြို့အမတ်နဲ့အမျိုးသားကျောင်းတော်ကြီးမှာကျောင်းတက်ခဲ့ကြသူများဖြစ်ပါတယ်။သူမဟာဇပင်အရှိကိုမြတ်နိုးပါတယ်။အဲဒါကြောင့်မဲသူမရဲ့ဇပင်ဟာတကောက်ကိုးထိပဲရှေ့လျားခဲ့ပါတယ်။သူမအွေရောက်တဲ့အချိန်မှာလိုက်ပြီးတော့ပိုးပန်းကြတဲ့ကျောင်းသားတော်တော်များများရှိခဲ့ပါတယ်။ဒို့ပေမဲ့လည်းဝိပုစင်ကျင်တဲ့အဖိုးကြီးကဘယ်သူနဲ့မှပေးစားခြင်းမပြုရဆ ိုတဲ့မာထချက်ရဘသူ့ကိုမပြန်လဲချစ်ခင်စုံမှန်ခြင်းမရှိခဲ့ပါဘူးယခုချိန်မှာတော့သူမရဲ့အကိုနှစ်ယောက်ဟာဘွဲ့ရပြီးလုပ်ငန်းခွင်တို့ပင်ဝင်နေပြီဖြစ်ပါတယ်သူမကလည်းတက္ကသိုလ်နောက်ဆုံးနှစ်ကိုရောက်နေပါပြီအဲဒီချိန်မှာတော့သူမထံမှာအချစ်စိတ်တရားပွင့်ဖူးလာခဲ့ပါတယ်မိဘညီကိုမောင်နှမတို့ကရီးစားမထားနဲ့လို့ပြောကြခဲ့ပေမဲ့လည်းနှလုံးသားကပြောမရတော့ပါဘူးသူမနဲ့မေဂျာတူတဲ့ကောင်လေးတယောက်နဲ့ချစ်ကြိုက်ခဲ့မိပါတယ်ဝင်းမြနင်တို့ကအတန်တန်မှားထားခဲ့တယ်နော်အခုဝင်းလာမှာရီးစားရနေပြီအဲ့ဒါနင်တို့သိလား ေးဒီချင်းနေလောက်မှမရက်လို့ရှိရင်အခုချက်ချင်းဝင်းလာအောင်ငါပြန်ခေါ်သွားမယ်ကြားလားမမလုပ်ပါနဲ့ရှင်ကျမရဲ့သမီးလေးကိုပြန်မခေါ်သွားကြပါနဲ့ဟဲ့ဝင်းမြနေဘာကြီးဖြစ်နေရလဲအာအိမ်မက်ဆိုးတွေမက်နေပြန်ပြီနဲ့တူတယ်ကိုအောင်လားဒီတခါအိမ်မက်ကတော်တော်လေးကိုစိုးနေပြီရှင်သမီးလေးဝင်းလာမှရီးစားရနေပြီရဲ့အဲ့ဒါဒီချင်းနေမှမရက်ဘူးဆိုရင် तू ကသမီးလေးဝင်းလာကိုပြန်ခေါ်သွားမယ်တဲ့အရင်ချိန်မှာပဲဖုန်းကထပြီးတော့ဝင်လာခဲ့ပါတယ်ဟယ်လိုအောင်လားပြောနေပါရဲ့ဗျာကိုအောင်လားဦးခမားစိတ်တော်အေးထားနော် အခုခမသမီးတောင်ကိုစေးရုံယူရောက်နေတယ်ဗျာဟမ်လာလာငါတို့မြေမြလိုက်သွားကြရအောင်မိမရင်ဟမ်ကိုော်လာတမီးလေးဘာဖြစ်လို့လဲကိုော်လာတမီးလေးဘာဖြစ်လို့လဲအခုပြောလို့တော့မဆုံးသေးဘူးရှင်ဟာကွာမင်းတို့မိမတွေကလည်းတခုခုဖြစ်လို့ရှင်ငိုဖို့လောက်ကြီးပဲသူအဝတ်စားသွားပြင်သွားမြေမြတမီးလေးစီကိုအမြန်လိုက်သွားရအောင်ငါတားကြီးနဲ့တားငယ်စီကိုဖုန်းဆက်ပြီးအကြောင်းကြားလိုက်အောင်မယ်ဟယ်လိုဖေဖေနေကောင်းကြရလားဗျာဟေးအဖေတို့ကနေကောင်းတယ်မကောင်းတာမင်းညမအခုစေးရုံမှာရောက်နေရတဲ့အဲ့ဒါမင်းကြီးကိုပါတခါမင်းဝင်ပြီးတော့ခေါ်လာခဲ့နော်အော်ဟုတ်ဟုတ်ဖေတအားတို့အခုလာခဲ့ပြီနော် ။အော်ကိုအောင်လာတို့ရောက်ကြပြီလားဗျာ။လာလာဗျာ။တမီးလေးတော်မှာအခုပဲသတိပြန်ရလာတာ။တမီးလေးသတိရလာပြီဆိုတဲ့စကားကိုကြားလိုက်ရတော့ကိုအောင်လာနဲ့ဒေါ်ဝင်းများတို့ခင်ဗျာကဝမ်းသာလုံးဆိုပြီးတော့မျက်ရည်များတက်တွန်းတွန်းစီးကြလာပါတော့တယ်။တမီးလေးတက်တာသွားပြီလား။ဘလူများဖြစ်ရတာလဲတမီးရဲ့။တမီးကိုရည်စားမထားပါနဲ့လို့အတန်တန်မာထားကြတယ်တမီးရဲ့။ဟုတ်ကဲ့ပါမမေရဲ့။တမီးနောက်ထပ်မမိုက်တော့ပါဘူးနော်။တမီးဘွားကိုတမီးနားလဲခဲ့ပါပြီ။မမေတို့ဒုက္ခရအောင်မလုပ်ပါဘူးတမီးကလေးပေးပါရဲ့နော်လိန်မာလိုက်တဲ့တမီးလေးကွယ်ညီမလေးညီမလေး နေဘာဖြစ်သွားသေးလဲကိုကြီးတို့ကညီမလေးတို့မုံဝင်ဝဲနေလို့နန်းနဲ့နောက်ကျသွားတာဘာမှမဖြစ်တော့ပါဘူးကိုကြီးတို့ရဲ့ညီမလေးတက်တာနေပါ යි အခုကအကိုကြီးတို့ရဲ့စကားကိုနားမထောင်မိလို့ဖြစ်တာပါအရင်တော့တင်းကျန်ကအဟောင်းကြီးကိုပေါ်လိုက်တာအဲ့ဒီထဲမှာဖះဆင်းသူတို့ရဲ့အများကြီးပဲထွက်လာတယ်တဲ့အဲ့ဒီလိုမျိုးတယောက်စကားတယောက်နားနဲ့ပဲတောင်ကုန်မျိုးတစ်မျိုးလုံးမှာဤအเจ้าကပြန့်နှံ့သွားခဲ့ပါတယ်အဲ့ဒီလိုနဲ့ပဲဇက်တိုက်တူဖို့တဲ့အခါမှာတော့ဖះဆင်းသူတို့တွေကိုတွေ့ရှိရတာကြောင့်ပေါ်တော်မူဖះဆိုပြီးနာမည်ပေးကဖះတည်ကြပါတော့တယ်အာမေမေသမီးဖိုက်အောင်နေမေ ေးတမီလာလာစီကန်းသွားပြရအောင်လေအဲဆိုအဲလိုနဲ့ပဲအဆိုပါပေါ်တော်မူဖျားစတဲ့တီထောင်တဲ့ချိန်ကနေစပြီးတော့မဝင်းလာဟာယောဂအမျိုးမျိုးဆွဲကပ်လာပါတယ်အဲလိုနဲ့ပဲပျော်ရွှင်စရာကောင်းလာတဲ့မိသားစုဟာယခုချိန်မှာတော့တောကပင်လဲဝေခဲ့ရပါတော့တယ်မိတို့ဝင်အကျန်းစရာတွေနဲ့ကုသကုသမရတော့ပါဘူးအကျန်းစရာတော်တော်များများပဲလက်လျှော့သွားခဲ့ကြပါတယ်နောက်ဆုံးအုတ်တွင်းမကအကျန်းစရာတို့ကဒိုင်ခံကုသပေးနေရပါတော့တယ်တို့ပဲမဲ့လဲတရက်ထက်တရက်တော့အချိန်နေရာပို့ပို့ပြီးတော့ဆိုးလာခဲ့ပါတယ်ဘာယောဂမှန်းလဲအမြီဖော်လို့မရပါဘူး အဲ့လိုနဲ့ပဲအမတ်နှစ်ကြောင်းပေးမှရှိတဲ့စင်မီခွက်ဆရာတော်ထံမှာသွားရောက်ပြီးတော့ကုသရပါတယ်။အရေးဆရာတော်ကကုသပေးတဲ့အခါမှာတော့အတော်အတန်နေသာထိုင်သာရှိလာခဲ့ပါတယ်။ပြီးတဲ့နောက်မှာတော့ဆရာတော်ကြီးကသူမရဲ့ညာဘက်လက်မှာမှလက်ပြာကြိုချပေးခဲ့ပါတယ်။အရေးချိန်မှာပဲပေါ်တော်မူဖျားကြီးတိဆောင်းမှုဟာပြီးမြောက်ခဲ့ပါပြီ။ထိုနေ့ကတော့ဆရာတော်ကြီးကထိတိမွေကျင်းပနေတဲ့နေ့ဖြစ်ပါတယ်။အမေသမီးမနေရတော့ဘူးထင်တယ်မေ။သမီးတော့ရတော့မယ်။အမေတို့နှုတ်ဆက်ခဲ့ပါရဲ့နော်။ဟာဒီကလေးမှလေဘာတွေပြောနေမှန်းအောင်မသိဘူး။ဟဲ့ နင့်ကိုငါကိုယ်တိုင်ရအောင်ကုပေးမယ်ကြလား။အုတ်တွင်းမတ်ကအကျန်းဆရာကြီးရဲ့အမခံချက်စကားပင်ဖြစ်ပါတယ်။သူမရဲ့အမိဖနဲ့ညီကိုမောင်နှမများတို့အဲ့ဒီစကားအားတက်ဖွယ်ရာဖြစ်ပေမဲ့လည်းသူမအတွက်ကတော့သူမရဲ့ဘဝအမှန်ကိုသိရှိပြီးသားဖြစ်တာကြောင့်ထူးခြားမလာခဲ့တော့ပါဘူး။အဲ့ဒီဆရာကတော့စေဖြောင်းနိုင်ကြီးလို့ပြီးတော့ဖះအိုးစင်မှာထွန်းညှိထားလိုက်ပါတယ်။ထိုဆရာရဲ့ရည်ရွယ်ချက်ကတော့ထိုဖះအိုးနိုင်ကြာရှည်စွာလောင်မြိုက်စေရန်ဖြစ်ပါတယ်။အဲ့ဒီအချိန်ကဖះထီးတင်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ဖះအိုးစင်မှာထွန်းညှိထားတဲ့ဖះအိုးနိုင်ကလေမတိုက်ပါပဲနဲ့ငြိမ့်သွားခဲ့ပါတယ်။စိတ်မကောင်းပါဘူးဗျာ။ ဘလို့မှကူညီလို့ရမှာမဟုတ်တော့ဘူးဗျာဖျောင်းနိုင်ရငိမ့်သွားခဲ့ပြီဗျာအဲ့ဒီချိန်မှာပဲမဝင်းမြတ်တယောက်ကစကားလုံးဝပြောနိုင်ခြင်းမရှိတော့ပါဘူးသူမရဲ့ညာဘက်လက်မောင်းကိုသာလက်ညှိုးထိုးပြနေပါတော့တယ်အချိန်တော်တော်ကြာအောင်ထိုးပြနေပေမဲ့လည်းဘသူကမှနားမလည်နိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့စင်မီခွက်ဆရာတော်ခြိပေးထားတဲ့လက်ပြကြိုးကိုပုတ်ပြပါတယ်ဒီတော့မှပဲအားလုံးကနားလည်သွားခဲ့ပါတယ်အချိန်တိုင်းအိမ်ပြန်မှာတမရာပဲလေ ဘာများတက်နိုင်အောင်မလို့လဲသမီးလေးကိုအမေတို့ကအမြဲတမ်းအောက်မေးသတိရနေမှာပါကွယ်အဲ့ဒီလိုပြောရင်လည်းသူမရဲ့ညာဘက်လက်မမှာခြည်ထားတဲ့လက်ပြာကျိုးကိုဖယ်ရှားပေးလိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့မဝင်းလာဟာလည်းကွယ်လွန်သွားခဲ့ပါတယ်ဒီလိုနဲ့ပဲမဝင်းလာကိုအနောက်ဘက်တကားကနေတုတ်တန်ကိုတွားရောက်ပြီးတော့တကြိုကြပါတယ်မဝင်းလာကွယ်လွန်ပြီး9ရက်မြောက်နေ့မှာတော့ခွေးတွေကအင်မတန်မှကိုကြောက်လန့်ခြောက်ချားပွေရာဥနေကြပါတယ် လေအေးလေးတွေကလည်းတစ်ဖြက်ဖြက်နဲ့ brain mouse ခန်းစည်းများကိုတိုက်ခတ်လျက်ရှိပါတယ်။ရဲလဲတဲ့နေ့ဖြစ်တာကြောင့်ဥအောင်လာတို့အိမ်မှာလာရောက်အိတ်ကြသူတွေကအများပြားပဲမှာ။အဲဒီအချိန်မှာပဲအကိုလေးဖြစ်တဲ့သူကိုအောင်ဝင်းအိတ်နေရာကိုမဝင်းလာတယောက်ရောက်လာပြီးတော့လာနှိုးပြီးတော့ပွေ့ဖက်ငိုကြွေးနေပါတော့တယ်။ ထိုချိန်ကသူမဝတ်ဆင်လာတဲ့ဝတ်စုံလေးကသူမရဲ့မွေးနေ့မှာကိုအောင်ဝင်းကိုယ်တိုင်ဝယ်ပေးထားခဲ့တဲ့အဝါရောင်ဝတ်စုံလေးပါအဲဒီနောက်မှာတော့ညီမဖြစ်သူကပြန်ရတော့မှဖြစ်တဲ့ကြောင့်နှုတ်ဆက်ပြီးတော့လက်ကပြခြင်းအဲ့ချိန်မှာပဲထူးဆန်းတာငါအိမ်မက်ကနေလန်နိုးလာတာကွာအိမ်နေကြတဲ့လူတွေကိုကြည့်လိုက်တော့လေငါအိမ်မက်ထဲမှာတွေ့ခဲ့ရတဲ့အတိုင်းပဲပြီးတော့အိမ်နေတာကလည်းငါအရင်ဆုံးအိတ်တာလေ ကဲငါတပည့်လည်းအခုတလောပရလောကကြောင်းနေစာရေးနေရဆိုတော့ဆရာရဲ့ကိုရိဖြစ်မှန်လေးကိုလည်းရေးကျင်ယူရေးပေါ့ကွာအခုတော့အမတ်နှစ်ကြောင်းသားစင်မီခွက်ကိုတော့လည်းပြန်လွန်တော်မူသွားပါပြီပြီးတော့နောက်တစ်နေ့မနက်မှာပဲဆရာတို့အိမ်ရောက်မှာမှုဝင်းတဝင်းပေါက်နေတယ်ကွာပုံစံကမွေကောင်းလိုမျိုးအဝိုင်းလိုက်လည်းမဟုတ်ဘူးကွာအဲ့ဒီမှုခုတ်ပစ်လိုက်ကြတယ်ဒါပေမဲ့လည်းနောက်တစ်နေ့ဆိုရင်ထပ်ပေါက်နေရပဲကွာနောက်တော်တော်ကြာတော့ဘယ်လိုရောက်သွားမှလည်းမသိတော့ပါဘူးကွာနောက်ထပ်လည်းထပ်ပေါက်မလားတော့အခုတော့သူကပေါ်တော်မူဖျားမှာဥစ္စာဆောင်ဖြစ်နေပြီလေဩဟုတ်ကဲ့ဆရာ အခုလိုမျိုးဆရာရဲ့ကိုရီဖြစ်ရမှာပြောပြပေးရတဲ့အတွက်ကျေးဇူးပါပဲဆရာ။ဒီဇလန်လေးကတော့ဆရာကိုအဝင်းကိုတိုင်ပြောပြခဲ့တဲ့ကိုရီဖြစ်ရမှာဇလန်လေးပဲဖြစ်ပါတယ်။ဇလန်လေးကိုစွန်နတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မူရင်းရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။